အားလုံးပဲဒီနေ့ကျွန်တော် cash deposit ဘယ်လိုထည့်လဲဆိုတာကိုပြပြမှာဖြစ်ပါတယ်မလေးရှားနိုင်ငံမှာ cash deposit ထည့်တဲ့အခါမှာအခက်အခဲဖြစ်နေတဲ့လူတွေအတူတူ public bank ဘောနော public bank ရဲ့ cash deposit တခြားတယောက်ကိုပတ်စံလွှဲရင်ဘယ်လိုလွှဲမလဲတခြား bank account တွေကို transfer ထည့်ရင်ဘယ်လိုထည့်မလဲဆိုတာကိုထည့်ပြပေးမှာဖြစ်ပါတယ် cash deposit ထည့်တဲ့အခါမှာ me bank cmb bank တခြား bank တွေ bank တွေတိတ်ပုံနှိမ်နေရတာတိတ်မကွာပါဘူးဒါပေမဲ့ကျွန်တော်အခု အရင် RHB bank cash deposit ထည့်တာကိုပြပြီးသွားပြီအခုကျွန်တော် public bank cash deposit ဘယ်လိုထည့်လဲဆိုတာကိုပြပြီးမှဖြစ်ပါတယ်ပထမဆုံး cash deposit ထည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော် public bank နေပြီးတော့ cash deposit အဲ့လိုမျိုး ATM cash deposit ပါတဲ့ဆက်ကိုသွားရမှာဖြစ်ပါတယ်အဲ့ဆက်ကိုရောက်သွားပြီဆိုလို့ရှိရင်ပထမဆုံး enter ဆိုတဲ့ အစိမ်းရောင် block လေးကိုနှိမ့်မယ် end out နှိပ်ပြီး screen ကြီးအလိုပေါ်လာမှာပေါ့နော်ပေါ်လာရင်အဲ့မှာကျွန်တော်ပြန်ညာဘက်ထောင်လေးက clock ကိုနှိမ့်မယ်ပြီးသွားရင်ကိုတုံးမဲ့စကားပေါ့နော်အင်္ဂလိပ်စကားဆိုအင်္ဂလိပ်စကားနှိမ့်ပြီး catch deposit ကိုနှိမ့်လို့ရပါပြီ catch deposit ကိုနှိမ့်ပြီးသွားလို့ရှိရင် item မှာကျွန်တော် number ထည့်ရမှာပေါ့နော် number ကတော့ကျွန်တော်တို့လွှဲပေးမဲ့လူရဲ့ account number ပဲဖြစ်ပါတယ်အဲ့ account number ကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ enter ထပ်ဝင်မယ်။ enter ထပ်ဝင်လို့ရှိရင်သူကဒီမှာ share နေပြီပေါ့နော်။ ရှာနေပြီအဲ့အဲ့မှာပေါ်လာတာကတော့ account number နဲ့အဲ့လက်ခံတဲ့လူရဲ့နာမည်ပေါ့နော်နာမည်နဲ့ account number မှန်မှန်တိုက်ကြည့်ရမှာဖြစ်ပါတယ်မှန်တယ်ဆိုရင် yes ကိုနှိပ်ပြီး press ဒီ link ကိုနှိပ်လိုက်လို့ရှိရင် slot ပွင့်လာပါလိမ့်မယ်အဲ့ slot ပွင့်လာလို့ဆိုလို့ရှိရင်ကိုထည့်မဲ့ပတ်စံကိုထည့် slot ထဲကိုထည့်လိုက်မယ်ထည့်လိုက်ရင်ပုံပြန်ပြီးတော့ပတ်စံကိုစပြီးတော့ရည်ပါတော့မယ်ပတ်စံစပြီးတော့ဒီရည်ကနေအဲ့မှာခဏတော့ဆောင်းအောင် ဘာလို့ဆိုအဲ့မှာပတ်စံခောက်နေတာတွေဘာတွေပါလာတယ်ဆိုလို့ရှိရင် reject ဖြစ်တဲ့ပြန်ထွက်တယ်တကယ်လို့မခောက်ဘူးအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဒါမျိုးပြရတယ်ကိုထဲတဲ့အမောက်မှန်တယ်ဆိုရင် yes ကိုနေရပါပြီ yes ကိုနေပြီးသားဆိုလို့ရှိရင်သူကအဲ့မှာ processing လုပ်ပြီးတော့အခုလိုလုပ်နေတယ်တော့ကိုထဲတဲ့အမှန်တမ်းသူအဲ့မှာအကောင့်ကနေပြီးစာရွက်တွေထွက်လာပါလိမ့်မယ်ဒါထွက်လာတဲ့စာရွက်ကိုကိုကတွဲထုတ်လိုက်ပြီးတော့စာရွက်ကိုယူပြီးတော့ကိုပတ်စံလွှဲပေးမယ်လူရဲ့ ဖုန်းနံပါတ်ပြီး WhatsApp ကိုပဲပြတက်ဖို့ရိုက်ပြီးပို့လိုက်ရင်ဒါဆိုရပါပြီเนาะအဲ့လိုကျေးဇူးတင်ပါတယ်